ကရင်ပြည်နယ်တွေကဒီမော့ဆိုတဲ့ဖရူဆိုမြို့နယ်မှာစစ်ကောင်စီတပ်ကအင်အားတထောင်ခန့်နဲ့ထိုးစစ်ဆင်နေတယ်လို့ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူကပြောပါတယ်။ဩဂတ်လကစလို့ဒီမော့ဆိုမြို့နယ်တွင်ခြေကုပ်ယူပြီးတဲ့နောက်ဖရူဆိုမြို့အခြေစိုက်စစ်တပ်စခန်းတွေအထိစစ်ကောင်စီတပ်ကစစ်ကြောင်းဖြန့်တာနဲ့ရိခာရင်တန်းတွေပေးပို့နေတာဖြစ်ပါတယ်။ကရင်ပြည်နယ်တွင်လက်ရှိစစ်ရေးချိန်တွေအရဒီမော့ဆိုမြို့နယ်ဒေါငါခါကျေးရွာမှာတိုက်ပွဲပြင်းထန်နေတယ်လို့ KNDF ကအသိပေးပါတယ်။ ဒေါငန်ခါရွာနဲ့အနီးကျေးရွာတွေမှာလေကြောင်းတိုက်ခိုက်တာဒရုန်းနဲ့တိုက်ခိုက်တာတွေအပြင်လက်နက်ကြီးတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီတပ်တိုးဝင်လာတဲ့ဒီမော့ဆိုဖရူဆိုဘောလကဲလမ်းမကြီးတစ်လျှောက်တိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ဒီမော့ဆိုဖရူဆိုမြို့နယ်ကစစ်ကြောင်းနဲ့စစ်ကောင်စီရင်တန်းတွေဟာဖရူဆိုခြေဆိုင်အမှတ်၁၄တန်းမြင့်စစ်လေကျင်ကြီးအကြောင်းရောက်ရှိနေပြီးအဲဒီကတဆင့်ဘောလကဲမြို့နယ်ကိုဦးတည်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပါတယ်။ဒါကြောင့် KNDF စစ်ရေးချုပ်ခူရီတူကလည်း လက်ရှိအခြေအနေထက်ရှေ့လာမယ့်အခြေအနေကပိုမိုခက်ခဲလိမ့်မယ်လို့သူရဲ့လူမှုကွန်ရက်ကနေအသိပေးထားပါရရှင်။